YWD online media ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေချင်း Global Dharma Foundation တက္ကသိုလ်မှဓမ္မနှင့်ဝတ်ဆံမီဝဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ချင်းရန်ကုန်တိုင်းဒေသကြီးတန်လင်းမြို့နယ်ရှိ Global Dharma Foundation တက္ကသိုလ်မှဓမ္မနှင့်ဝတ်ဆံမီဝဲကျင်းပပါတယ်အဆိုပါဆံမီဝဲကိုအောက်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့အထိကျင်းပတယ်လို့သိရပါတယ် Global Dharma Foundation တက္ကသိုလ်မှစံမီးပွဲကျင်းပရတဲ့ပတ်သက်ပြီး Global Dharma Foundation တက္ကသိုလ်မှသင်ကြားရေးဆရာတော်ဒေါက်တာအရှင်သာသနာကခုလိုမင်ကြားထားပါတယ်။တနစ်ကိုစံမီးပွဲကအတွင်းနေ့ကြောင်းသားတွေဆိုရင်တနစ်ကို၄ချိန်ပေါ့အခုကျင်းပတဲ့စံမီးပွဲကတော့နှစ်ဝက်စံမီးပွဲဖြစ်ပါတယ်။လာပတ်စံမီးပွဲကတော့ပြီးသွားပြီပေါ့နော်။အခုကျင်းပတာကတော့ဒါနှစ်ဝက်စံမီးပွဲပေါ့။တနစ်ကို၄ချိန်ကျင်းပတာဖြစ်ပါတယ်။ ဆမစတာနဲ့သွားတာပါအဲ online မှာကြတော့ online ចောင်းသားတွေလည်းရှိပါတယ် online ចောင်းသားကတော့စုစုပေါင်း130ဦးရှိတယ်ပေါ့ဗျာဒါပေမဲ့ online ကိုကြတော့အမြဲတမ်းအချိန်ပြည့်လာဘတ်တွေမကျင်းပပေးနိုင်ဘူးသူကျော်ဆမစတာတစ်ဖြက်တစ်ဖြက်နဲ့တစ်နှစ်ကိုနှစ်ခါပဲကျင်းပပေးပါတယ် online ကိုကြတော့ diploma ရယ် BA first ရယ် BA second ရယ် BA final ရယ် MA ကတော့ online ကဒီနေ့မှစဖွင့်လာဖြစ်လို့မို့ MA ကတော့ first year ပဲရှိပါသေးတယ် ဒီနေ့ဖြေကြနေတာကတော့နှုတ်ဝက်စာမေးခွဲပေါ့ဗျာအတွင်းနေចောင်းသားတွေရဲ့နှုတ်ဝက်စာမေးခွဲဖြေကြပေးပြီးခါကျတော့ဒါပြီးရင်ចောင်းပိတ်တော့မယ်သတင်းကြွယ်ចောင်းပိတ်ရပေါ့ဗျာသတင်းကြွယ်ចောင်းပိတ်ရပြီးရခါကျတော့မှအတိအတိကိုယ့်နဲ့ကိုယ်ပြန်ညာအောင်ပါပေါ့အာစာမေးခွဲညာတော့အခု3 4 5အောက်တိုဘာ3ရက်ကနေပြီးတော့မှ4ရက်5ရက်3ရက်ကျင်းပတာဖြစ်ပါတယ်။အတန်းတွေကဒီပလိုမာရယ် BA Pass ရယ် BA Scan ရယ် BA Final ရယ်ပေါ့နော်။အမေတွေကိုတော့ တရက်နေ့နဲ့နေ့ရက်နေ့ကဖြည့်ဆိုပြီးသွားပါတယ် MA ចောင်းသားတွေကတော့အခုလက်ရှိဖြည့်ဆိုနေတာကတော့ diploma ရဲ့ BA first ရဲ့ BA second ရဲ့ BA final ဖြည့်ဆိုနေတာပါအဲဆာမီဝဲနဲ့ပတ်သက်ပြီးတော့ထူးထွေပြီးရခဲ့တဲ့တော့မှပြောရမှရှိပါဘူး။ဘာဖြစ်လို့လို့ဆိုတော့အကုန်လုံးចောင်းသားတွေကကိုပညာလိုချင်လို့ပဲလာရောက်ပြီးတော့မှတက်ကြတာလေ။အဲအကြောင်းမို့ဖုံဖုံတို့တက္ကသိုလ်အနေနဲ့ကလည်းထူးထွေပြီးရခဲ့တဲ့တော့စီကန်းနေ တင်းကျပ်နေတယ်မလို့ပဲနဲ့အကြောင်းသားတွေသူတို့ရဲ့ကြိုးစားအားထုတ်မှုနဲ့ပဲအဆင်ပြေနေကြတယ်ပေါ့နဲ့ဘလို့ပြောပြောနည်းနည်းပပလောက်သားလည်းရင် အကြရှိတာပေါ့အအောင်မှုကြများတာအအောင်အအောင်ကတော့များဆုံးပေါ့နော်စာမျိုးဘက်မှာကတော့ကြာချုံးသူလည်းနည်းနည်းပါတော့ရှိတာပေါ့ဒါကတော့ဘယ်မှမဆိုဒီလိုပါဘူးသူတွေတော့မရှိပါဘူးဖုံဖုံတို့ Global Dharma Foundation တက္ကသိုလ်မှာတနစ်ထက်တနစ်ပိုးပိုးပြီးရခါကျတော့ပညာရေးအစင်တန်းမြင့်အောင်လို့မို့မြင့်မြင့်သွားမှာပေါ့ဗျာ လိုအပ်ချက်လေးတွေရှိတာလေးတွေကိုပြင်ဆင်ရင်းဖြည့်ဆွက်ရင်းနဲ့ပို့ပို့ပြီးတဲ့ခါကျတော့မှပညာလေးကိုမြင့်သွားပါမယ်ဒီထက်မကလည်းပို့ပြီးတဲ့ခါကျတော့မှတိုးတက်အောင်ဖုံဖုံတို့နေရနေရလဲပညာရေးဘက်ကိုဦးစားပေးပြီးတဲ့ခါကျတော့မှသွားတာခံကဏပေါ့နော်နိုင်ငံခြားမှာသွားပြီးတဲ့ခါကျတော့မှဒီကနေပြီးတော့မှလည်းပညာတော်သင် scholarship တွေလွတ်တာတွေရှိတယ်ပေါ့နော်အားကြောင့်မို့ဒီမှာလာရောက်အနေနဲ့ရက်ကစာသင်သားတွေလည်းဒီမှာ တော်တော်များများလည်းရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနှစ်ဆိုရင်လည်းပူပြီးရခါကြတော့မှမနစ်ကတည်းစာရင်စာစင်သားတွေလည်းတူးလာတယ်ပေါ့နော်အဆိုပါ Global Dharma Foundation တက္ကသိုလ်မှအတွင်းနေကျောင်းသား190ရှိပြီး Diploma တန်း BA First Year, BA Second Year, BA Final, MA First Year, MA Final တန်းများကိုသင်ကြားရလို့သိရပါတယ်။ Global Dharma Foundation တက္ကသိုလ်မှာအတွင်းနေကျောင်းသားများအပြင် online ကျောင်းသား232ဦးရှိတယ်လို့သိရပါတယ်။အတွင်းနေကျောင်းသားများကိုတစ်နှစ်မှာဆံမီးပွဲ၄ကြိမ်ကျင်းပပြီး online ကျောင်းသားများကိုတစ်နှစ်မှာဆံမီးပွဲ၂ကြိမ်ကျင်းပတယ်လို့သိရပါတယ်။အဆိုပါတက္ကသိုလ်မှာနှစ်ဝက်ဆံမီးပွဲကိုအောက်တိုဘာလ၁ရက်နေ့ကနေအောက်တိုဘာလ၅ရက်နေ့အထိကျင်းပတာဖြစ်ပြီး MA တန်းကိုတော့အော်တိုဘာလာ၁ရက်နေ့ကနေ၂ရက်နေ့အထိကျင်းပပြီးဒီပလိုမာတန်း BA First Year BA Second Year နဲ့ BA Final တန်းတို့ကိုတော့အော်တိုဘာလာ၃ရက်နေ့ကနေ၅ရက်နေ့အထိကျင်းပတယ်လို့သိရပါတယ်။ဒါအပြင် online တန်းများကိုတော့စက်တင်ဘာလ26ရက်နေ့28ရက်နေ့နဲ့28ရက်နေ့တို့မှာဇွန်နဲ့ကျင်းပပေးတယ်လို့သိရှိရပါတယ်ရှင်။